ချိန်တော့ကတော့ဘယ်လိုပြောမလဲတကယ်လဲကိုတကယ်အသေးကွေးနေတဲ့အချိန်ပေါ့နော်ရိုက်များပြီးတော့တည်မလားအဲကိုကပဲရှင်းမဆက်တော့ဘာညာပေါ့အဲ့တော့ခံစားပြီးရေးထားတာပေါ့အဲ့တော့တကယ်ခံစားချက်အစ်စ်တကယ်အစ်စ်အဲ့ဒီအောင်စကားပြောတာအရှိန်တုံသွားပြီဆိုအဲ့မှာညာရင်းရင်းရေးသားရပါဖြစ်သွားရောတစ္ဆာတရားလဲကိုနားမလဲဘူးအအရင်ချိန်ပေါ့နော်အရင်ချိန်တော့ပြောပြအောင်ငါအရက်မတော့တတ်တာပဲပိုပဲမားနေရလားပေါ့နော်အမှန်တည်းပြောရင်တော့အထီးကျန်နေပေါ့နော်အချက်လုံးဝမတော့အရက်မူးရစေအရက်လုံးဝဘာဘာမှမလုပ်တာလို့မျိုး ရှင်အခုထွက်တာတဲ့ရှင်ကတော့ဒီတဲချလိုက်ပါမိုးရယ်ပေါ့ရွှေမလူလူနေညူအချိန်တော့ကတော့ဘယ်လိုပြောမလဲတကယ်လဲကိုတကယ်အသေးကွဲနေတဲ့အချိန်ပေါ့နော်ကြာပါပြီအဲ့ချိန်တော့ကလည်းအဲ့ချိန်တော့အချိန်နေတော့ပေါ့နော်ရီးစားနေရအာစကားကြီးများပြီးတော့သိရမလားအဲကိုကပဲတော်ပြီပေါ့ရှင်းမဆက်တော့ဘာညာပေါ့အဲ့တော့ခံစားပြီးရေးထားတာပေါ့အဲ့တော့တကယ်ခံစားချက်အစစ်တကယ်အစစ်အစစ် ောက်လို့ရှိရင်ကြတော့လူတွေတော်တော်များခံစားရတယ်အဲ့ဒါကိုလည်းအဲ့လိုပဲပေါ့နော်ဒီမိုးရွာဘာကိုလွမ်းမမ်းမသိဘူးအာမိုးရွာတဲ့အချိန်မှာပေါ့နော်အဲ့လိုမဲနေတဲ့တိတ်တွေကိုကြည့်ရင်လွမ်းတယ်အဲ့ဒီဟိုတိရွက်တွေကျွင်းနေလဲလွမ်းနေဟိုတိပင်းတွေလှုပ်နေလဲလွမ်းနေလေးတိုင်လဲလွမ်းနေဘယ်လိုဖြစ်ဖြစ်လွမ်းတော့အဲ့လိုအလွမ်းတက်ခံရှိတော့ဗောနော်အဲ့နဲ့တခြင်းလေးကိုရေးပြွားရပါဟုတ်အရင်တော့ဆိုအဲ့လောက်ထိ ဘောနော်အဲ့လိုမခံစားရဘူးဒါပေမဲ့အခုအဲ့မွေးနေပြီးတည်းရပါဘောနော်အဲ့လိုစိတ်ကအဲ့လိုခံစားရတယ်ဘောနော်အဲ့လိုမျိုးနည်းနည်းတန်ရုံးစင်နေထားတတ်လာတယ်မကောင်းအဲ့ဒါတော့လေအရင်တော့ကိုယ့်ဘာကိုယ့်တရားလေးနဲ့ကိုအဆင်ပြေနေရကွာတိလာဒါပေမဲ့အခုနောက်ပိုင်းကျတော့မဟာဟုလူလွန်ဒီလူကိုတနာလွမ်းလာနဲ့တနာတာနဲ့အဲ့မှာတန်တရားလေနေကိုကိုကိုလည်းတနာတယ်သူများတွေလည်းတနာတယ်အဲ့လိုမျိုးတခြားဘာတော့အသီးတုပ်ဆိုင်ဘောနော်ဟိုဘက်ဘယ်နဲ့ညာနဲ့ဆိုရင်တော့မအတငယ်ချင်းနဲ့တွားဝယ်တယ်ဟဲ့အဲ့ဆန် ိတ်မတန့်ဘူးဒီဆိုင်ကပိုကောင်းတယ်ပြောနေတာမှအဲ့ဆိုင်ကိုတနာတာအဲ့လိုပြောခံလိုက်ရတဲ့ဆိုင်ကိုကိုကတနာတာအဲ့လိုမျိုးပေါ့နော်နေလူကဖြတ်တန်းနေတာလူတွေကအပင်ပင်မန်းနေအပူတွေတောကတွေနဲ့ဖော်ပြရတဲ့ဖော်ပြရတဲ့သူနဲ့မဖော်ပြရတဲ့သူပဲရှိရသူ့အပူနဲ့သူချိကြရအဲ့ပုံမှာလဲပေါ့နော်ဆိုတော့ကိုကပို့ပြီးတော့ဒီကိုချင်းစာပေးတက်လာတယ်ခန်းစားပေးတက်လာတယ်ဆွမ်းနာပြောသလိုကိုရဲ့စိတ်နဲ့ဖြစ်စီပေါ့နော်အဲစကလုံးနဲ့ဖြစ်စီလူတွေဝေဖန်ဖို့အရန်ခက်ခဲသွားတယ်ပို့ဆိုးသွားတယ်ပေါ့နော် င်တော့ကတော့ဟိုလိုလူငယ်လည်းဖြစ်တယ်မိန်းကလေးလည်းဖြစ်တော့ဗောနော်ဟာဟိုဆက်စုတယ်ဟာဟိုပါဆိုလဲစိတ်ဝင်စားတရားဆိုအဲ့လိုမျိုးအခုနောက်ပိုင်းတော့အဲ့လိုတအားစီးဆောင်နေဗောနော်ကြောက်တယ်ဗောဒီဝစ်ကျွေးဆိုတဲ့ဟာတွေဗောနော်အဝတ်ကတကယ်လေပါတယ်အဲ့လိုမျိုးဆိုကြောက်တယ်အဲ့လိုမျိုးဟုတ်အခုနောက်ပိုင်းဆုံးနောက်ပြောသလိုတံပိုးထားတက်လာတယ်ဗောနော်အရင်တော့ကရီးစားလွယ်လွယ်ကူထားတယ်ဒါ honestly ပြောပါကွာကိုလူငယ်တယောက်ဖြစ်တဲ့အလျောက်ကဖွန်လဲအရန်ကြောင်နေအရင်တော့ကလေတကယ်ပြောကိုကိုကိုဝင်းခန့်နေအင်းတို့မဆိုင်ကျမကမင်းမကောင်းရဲ့အဲ့လိုမပြောချင်ဘူးတကယ်ရီးစားများခဲ့တယ် ်ဟိုအစင်မယွေးကုန်ကြိုက်တယ်ကိုကပေါ့နော်ဘလို့ဆိုညပတ်ဆိုရင်ကိုကတယောက်တည်းထီးကျန်နေအမှကို့စကားရလာပြောနေတယ်အဲ့တယောက်နဲ့စကားဖောင်ဖွဲ့ပြီးတော့စကားပြောတာအချိန်တုံသွားပြီဆိုအဲ့မှညာရင်းချင်းရီးသားတွေပါဖြစ်သွားရောအရီးသားတွေကတော့များများလာတယ်ပေါ့နော်ဟိုအဲ့တစ္ဆာတရားလဲကိုနားမလဲဘူးအအရင်ချိန်ပေါ့နော်အရင်ချိန်တော့ပြောပြရပေါ့နော်တကယ်ငယ်တဲ့ချိန်တုန်းကပေါ့နော်ရီးသားတွေများခဲ့တယ်အဲ့ချိန်တုန်းကကို့ပေါ်မှာအဲ့လိုတမိုးထားပြီးတစ္ဆာရှိတဲ့လူတွေကိုလည်းကိုတံပိုးမထမိဘူးပြောစင်တာကပေါ့နော်ဘာဖြစ်လဲပေါ့ ငါငါစိတ်ငါစိတ်ဆင်ပြေတော့မယ်စိတ်ဆင်မပြေလမ်းခွင့်မဲ့ဘာဖြစ်လဲပေါ့အဲ့လိုအတားနေပေါ့နော်ကိုယ်လည်းမသိဘူးသွားခဲ့တယ်မတကယ်တကယ်အသက်အရွယ်တခုရလာတဲ့ခါမှာကျော်ဒီသစ္စာတရားဆိုတဲ့ဟာကိုလည်းနားလည်လာတယ်ပြီးရင်အဲ့လိုမလုတ်ချင်တော့ဘူးသူနဲ့မှာကိုအဲ့လို စကားပြောကြရင်ရီးစားကိုအဲ့လိုမျိုးမထားခြင်းလားအဲ့လိုလေလုံးဝတည်တံ့ဖြစ်သွားအရင်ချင်းသွားတယ်ပေါ့နော်လက်ထက်တာကတော့မနိုင်ဘူးပေါ့နော်ချက်ကြာရီးဘူးကတော့အစီအစဉ်မရှိဘူးပေါ့နော်ဒါပေမဲ့ဟိုကတခုတည်းရှိရေကွာခုနောက်ပိုင်းတော့ဆနောက်ပဲလို့ကိုကအထီးကျန်လာတယ်ပြီးတော့တငယ်ချင်းမိတ်ဆွေလည်းမရှိဘူးတငယ်ချင်းလည်းဘယ်လိုပဲတယောက်မှမရှိလို့တော့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော် အခြေကြတော့မတောက်တမစားတယ်ပြီးရင်ကွာအဲ့လိုပြောပါပြောပါတိတ်မကြိုက်ဘူးအလောက်ကိုပဲတအားကြီးလေး serious အရန်ဖြစ်တော့အလုပ်ပဲသူများရဲ့တွေ့လဲလူငယ်တွေကိုရွယ်တူတွေ့လဲကိုကနင်တို့ဟာအဲ့လိုကြီးတော်နာမပြောဘောတဲ့ဒီချင်းပဆန်ရှုပဆန်ရှာအလုတ်လုတ်ကိုကကိုအရန်ဆုံးမတော့သူတို့ကိုနာမနေချင်ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောတယ်လို့မတောက်တဲ့မစားတဲ့တော့ကိုနဲ့လည်းဘယ်မှမပေါင်းချင်ဘူးတကယ်လည်းဟုတ်တယ်တခါကျကကိုပဲမားနေရလားပေါ့နော်ငါအရက်မတောက်တတ်တာပဲအဲ့လို night night life တွေကိုမကြိုက်တာပဲကိုပဲမားနေရလားပေါ့နော်ဘယ်သူမှ ကိုနာမမရှိကြဘူးပြီးတော့နင်းနေဆိုရင်ပြောဖို့မကောင်းဘူးဆွမ်းတော့ဒါမဲ့သူတို့အာကိုရဲ့တစ်ချိန်ပဲရှိအလုတ်ကိစ္စနဲ့ဆိုရင်တော့ကို့ပဲအရင်ဆုံးအာကိုကို့ရဲ့ဆုံးဖြတ်ချက်အောက်မှာပဲအဲတငယ်ချင်းပဲဖြစ်စီဟိုကြီးစားပဲဖြစ်စီဘောနော်အဲ့လိုမျိုးသူတို့တွေကအဲ့လိုမျိုးဒါမဲ့တခြားချိန်တွေမှာဆိုရင်ကိုနဲ့နေရသူတို့မပြောဘာလို့ဆိုတော့ကိုကမပြောတတ်တာလားကိုကပဲလူငယ်သိမ့်မဆန်တာလားဘယ်လိုပြောမလဲပွဲတွေမှာတော့ဖြောပြင်းတော့ကိုကတော့ဘောနော်ဒီအာအတော့ခေါ်ဆိုင်လုံးဝပေါ့ပေါ်ပါဖြစ်ပေမဲ့ကိုကဒီအရန် serious ပဲလေအရန်တွေးတယ်တွေးတဲ့လူဆိုတော့လေလူတွေကိုနာမှမရှိဘူးအဲ့တော့ အမှန်တရားပြောရင်တော့အထီးကျန်နေပေါ့နော်ဆိုတော့ကျဲလုံးဝမတောက်တာပေါ့နော်ကျဲလုံးဝမတောက်အရက်အရက်ဟိုအမူးရစီအရက်လုံးဝဘာဘာမှမလုပ်တာအဲ့လိုမျိုးဘာလို့ဆိုတော့အဲ့လိုကိုကိုမှလည်းပေါ့နော်အချေကပုတ်ပုတ်ပါပါနေတယ်ဒါပေမဲ့ပုတ်ပုတ်ပြက်ပြက်တော့မနေဘူးပဲတော့မှအာကိုကိုကိုအဲ့လိုတတ်မှတ်ထားတယ်ပေါ့နော်ဘာလို့ဘာမလုပ်ရဘာမလုပ်ရဆိုစီမင်းစီကန်နေရများတယ်အဲ့လိုဆိုအဲ့လိုအရက်တောက်တာပဲဆိုလဲမလုပ်ဖြစ်ဘူးပေါ့နော်ကိုကိုကိုဒါကိုရဲ့စီမင်းစီကန်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါဆောင်းထင်းတာကြတော့ဘယ်လောက်ကြာအောင်လဲမဟုတ်ချက် ဘယ်ချိန်တော့မှမတောက်ခဲ့ဘူးတခါမှချဲ့ဘူးဆိုရင်သူများတွေအဲ့လိုပေါ့ချိန်တင်စီးကွင်းနေရလားလို့ချိန်တင်အဲ့လိုတောက်ထားတာမူးနေပြီမလားလို့ဘာလို့ထင်မို့တကယ်တော့ချဲ့ချဲ့အရန်အတစ်ဖြစ်တာကွာတကယ်မလားအရန်ချဲ့ကိုကြည့်လိုက်အဲ့လိုတွတ်နေရအဲ့လိုအရန်တွတ်တော့လူတွေအဲ့လိုထင်ကြတကယ်တော့မဟုတ်ဘာမှမလုပ်တတ်ဘူးအဲ့လိုမျိုး